အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှတော့ကျွန်တော်ဖက်ပြတင်ဆက်ပေးခြင်းတဲ့ဆမ္မကောင်လေးတစ်ပုဒ်ကတော့ဆိုင်းရေးဆရာကြီးမောင်သာချိုရေးသားထားတဲ့တပိပတ်ပုံနှလုံးသားရှုမျှော်ခြင်းများလို့အမည်ရတဲ့စာအုပ်ထဲမှာဆမ္မကောင်လေးတစ်ပုဒ်ကိုရွေးချယ်ဖက်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆမ္မကောင်လေးရဲ့နာမည်ကအိမ်မက်များအနာမလာရလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆမ္မကောင်လေးကိုနားဆင်ကြားကြည့်လိုက်ရအောင်ခင်ဗျာအိမ်မက်များအနာမလာရ ။တမီးရေဟိုးတဏီတော်ကဘေဘီမကြခနာဆိုသလိုတော်တော်ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ကလေး၄၅၆ဆိုင်တွေကဘော့ဆိုတဲ့လက်ဖက်ရည်ဆိုင်ကလေးရှိအောင်ဘေဘီရောက်သွားဖြစ်ခဲ့ပါသေးတယ်။ဘော့စ်တဲ့မြမလူပြန်ရင်တော့အကြီးကြီးပဲပေါ့နော်။ဘော့စ်လို့ဆိုလိုက်ကမှဒီမြူကလေးထဲမှာရှိနေတဲ့လက်ဖက်ရည်ဆိုင်ကလေးတော်တော်များများရဲ့နာမည်တွေကဘေဘီကောင်းနေကိုရောက်လာပြီးဘေဘီဖြင့်ပြုံးတော်မှပြုံးချင်ရပါသမီးရဲ့။ဟုတ်တယ်။ဒီမြူလေးကလက်ဖက်ရည်ဆိုင်ကြီးနာမည်ပေးပုံကဆန်းလာတယ်။ ဟိုးစားတဲ့ရှိကဆိုင်ကလေးတစ်ဆိုင်ရဲ့နာမည်ကဟယ်လိုတဲ့ပညာရေးမှုရုံးနှန်းကဆိုင်ကလေးရဲ့နာမည်ကြတော့ selection နဲ့နောက်တစ်ခါလျှက်စစ်ရုံးရှိကဆိုင်ကလေးကလည်း the first တဲ့ပြီးရင်မိသက်ဌာနပေးကဆိုင်ကလေးကြိုက်ပဲတော့လေ country point အဲလေအရာဝတီမြကြီးရဲ့အနောက်ဘက်ကမ်းမပေါ်ကမြန်မာဆန်လာပါတယ်ဆိုတဲ့ဒီလိုမျိုးကလေးတစ်မျိုးမှာလက်ပေးဆိုင်နာမည်တွေကိုဘလို့ကြောင့်များဒီလိုမဲ့ခေါ်ထားခဲ့ကြပါလေဆိုတာကိုတော့စင်းတော့လေစဉ်းစားကြည့်ခြင်းစရာပေါ့တမီးရဲ့ထားပါလေ အခုနာသမီးကိုဝေဝေပြောထားခဲ့တဲ့အတိုင်းပါပဲအဲ့ဒီလိုဆိုင်ကလေးတွေဆိုင်ကလေးတွေထဲကမှပေါ့ဆိုတဲ့ဆိုင်ကလေးရှီယာစီကိုကိုတနေကပြပြရောက်သွားဖြစ်ခဲ့ပါသေးတယ်ပြီးတော့လက်ဖက်ရည်တစ်ခွက်ကိုလည်းဆက်ချန်နန်းနာထိုင်းတော့ပြီးတော့လက်ဖက်ရည်တောက်နေတော့မှာပဲမိတ်ဆွေတယောက်နဲ့ပြပြဆုံးဖြစ်ခဲ့ပါသေးတယ်ဟုတ်တယ်အဲ့ဒီနေကပြပြမိတ်ဆွေအကြောင်းကိုပဲပြပြကသမီးကိုပြောပြနေချင်းမိခဲ့တာပါသမီးရဲ့တကယ်တကယ်တမ်းကသမီးရဲ့အဲ့ဒီနေကပေါ့စ်မှာဆုံးဖြတ်ကြတဲ့ပြပြရဲ့မိတ်ဆွေဆိုတာက ဖေဖေနဲ့တော်တော်ကိုအထီးတွေဆက်ဆက်ကျဲပါလွန်ထားတဲ့မိတ်ဆွေပါ။ဖေဖေစိတ်ထင်လေးတလနေလို့မှတစ်ခါနှစ်ခါတိထပ်ပို့ပြီးဖေဖေတို့မဆုံးဖြစ်ချဘူး။အဲ့ဒီနေရာလဲလက်ဖေးဆိုင်ထဲမှာလူတွေပြည့်ကျက်ခဲနေတဲ့အတွက်လမ်းပိပလက်ဖောင်းပေါ်မှာချခင်းထားတဲ့ခုံမူလေးတစ်ခုမှာဖေဖေထိုင်နေရတော့ကသူကလည်းလမ်းပေါ်မှာစပိန်စည်းနဲ့ဖြတ်သွား။ဖေဖေကလှမ်းမြင်ပြီးခေါ်လိုက်လို့နှစ်ယောက်ဆုံးပြေးခဲ့ကြတာပါ။မချိန်ထားတဲ့လက်ဖေးဝိုင်းလေးလိုပဲဆိုကြပါစို့တမီးရဲ့။တမီးအဲ့ဒီနေရာဖေဖေလှမ်းခေါ်လိုက်တော့ သူကသူ့စပိန်ကလေးကိုအသာချိုးခွေပြီးဖိဖိရှိရာစီကိုပြန်လှည့်လာပါတယ်။သမီးတီတဲ့အတိုင်းဖိဖိထိုင်နေတဲ့ဇပွဲကောင်ကပလက်ဖောင်းပေါ်ကဖိဖိရှိမှာကလည်းဇပွဲပြီးကားလမ်းမှာဆိုတော့သူကသူ့စပိန်ကိုဖိဖိဇပွဲနာတီစီလာပြီးပလက်ဖောင်းကိုခတ်ဆောင်းဆောင်းလေးဥတိုက်ရက်ပြီးတော့မှဖိဖိစီကိုဆင်းလာမလို့လှုပ်တာပါ။ဒါပေမဲ့လေသူ့စပိန်ပေါ်ကဆင်းဆင်းပြီးချင်းပါပဲဘေဘီဝေးရအောင်တစ်ချက်ဝိကြည့်ပြီးတဲ့နောက်အတွေ့တစ်ချက်လင်းလက်သွားပုံရတယ်မျက်လုံးလေးနဲ့သူ့စပိန်ကိုထောက်ပြန်ဖြုတ် ပလက်ဖောင်း45ဒီဂရီဆောင်းရက်ထားတဲ့ဆိုင်ငယ်၄၅စီလွန်ရအိုးတနည်းအောင်စပိန်လီတွန်းသွားပြီးတော့မှပလက်ဖောင်းကိုအူတိုက်ထောင်ထားရစ်ပြီးဖေဖေရဲ့ဇပွဲရှိအဆူသူ့ပြင်ရောက်လာပါတယ်စပိန်ကထောက်မကောင်းဘူးဗျာတဲ့သူကအဲ့လိုပြောတာဒါနဲ့သူကလည်းဖေဖေဇပွဲဝိုင်းနာမှာထိုင်ပြီးတော့ဖေဖေကဗါတယ်စပိန်ရင်းမှာကြောက်လို့လားဘာနေညာနေပေါ့သူ့ကိုကြည်စားမိတော်မိခဲ့ပါရောသူကလည်းလေဖေဖေလိုပဲရီရီမော့မော့နဲ့ ပေါ်ပပနဲ့ပေါ်တမီးရဲ့ဒါပေမဲ့သူ့စကားရဲ့အနေအထိပ်ပဲကြတော့လေးလေးနက်နက်ရှီလွန်းလာတယ်တမီးရဲ့ဟုတ်တယ်တဲ့စပိန်လေးမှာကြောက်လို့တဲ့သူစပိန်လေးက၄၅၀သိန်းတန်တာတဲ့သူများဆိုင်ကလေးဘာရင်းနဲ့ထိမိခမ်းမိသူမကြိုက်ဘူးတဲ့ပြီးတော့တဟာဟာရှီလို့မောလို့သူပြောတော့မှာပဲပြပြလေးရှီတူးရှူရအောင်ကြည့်မိခဲ့ပါရဲ့ဟုတ်တယ်တမီးရဲ့အခုနသူပထမရက်မဲ့နေရာပိတ်တတ်မှာဆိုင်ငယ်၄၅၀တန်စီလို့ အစွန်ဆုံးကဆိုင်ကေက dream ရှစ်သိန်းဝန်းကျင်လောက်တော့တမ်းမဲထင်မှရဲ့ပြီးတော့ထင်တယ်ဟုတ်တာပေါ့ဒီနေရာမှာစပိန်ဝင်ရလိုက်လို့တော့မကောင်းနဲ့သူစပိန်များလဲခင်အတစ်စစ dream ဆိုင်ကေကလေးပို့ကိုကြမယ်လीဒါဆိုရင်ထိမိခိုင်းမိချင်းမိရှာမိတော့မှာပေါ့နောက်မှန်ကလေးပါလိလဲကိုရင်ကွဲမဲ့ပေါ့ငါစပိန်ကစပိန်အိုကလေးပဲတရုတ်ပင်ကလေးပဲလဲခြင်းလဲကွဲခြင်းကွဲပေါ့ထိခြင်းလဲထိညှိခြင်းလဲညှိပေါ့ဘာနဲ့နာစရာအကြောင်းရှိမှလဲ ရဲချင်းနဲ့နေရာရက်တော့ဘာဖြစ်လဲအင်းအဲ့ဒီလိုစိတ်နေစိတ်ထားမျိုးတွေပြပေမှုဆိုတာရှိပုံမရဘူးဒါကြောင့်လဲသူစပိုင်ပြပေတူးတူးကလေးကိုဆိုင်ကယ်ရဲ့ပြီးနားမှာရှင်းရမလို့လုပ်ပြီးကမှဟိုးခလန်လန်လွှတ်ရချွရပလက်ဖောင်းလေးစီနာမှာတော့ထောင်ချက်ထားခဲ့တာပေါ့အော်အိမ်မက်နဲ့ကိုရ dream နဲ့လွှတ်ရဟိုးခလန်လန်တန်ရာစပိန်အိုးဝေးကိုကြည့်မိနေပြပေရင်နဲ့မှာလေချမ်းမြေလိုက်ပါပြီတမီးရဲ့ မီးဟိုးတခါတော့ကလည်းလမ်းချင်းလေးတစ်ခုမှာကာနစီဆုံညာတော့ကလေတစ်ဖက်ကသိညာကနေတော်တော်များများတန်းတဲ့ကဘေးကိုတော်တော်များများနေရာချပေးထားပါရဲ့နဲ့တစ်ဖက်ကကုန်တင်တိုင်းတာမော်တော်ကတစီရလေလမ်းကိုလုံးဝချမပေးဘူးလမ်းပြေမောင်းဝင်လာတဲ့အတွက်ပုံမီတိုက်မီတော့မတက်တဲထရင်ပေါ်ဖြစ်ပြက်ကိုဖိဖိကျုံခဲ့ရဘူးတဲ့ဒီလူတွေမတက်ရဲပါဘူးကွာဆိုတဲ့ဒိုင်နာကဒရိုက်ဘာရဲ့ညစ်တီတီမျက်နှာကိုလေဖိဖိလှမ်းကြည့်လိုက်ဘူးတဲ့ ဒါဟာ dream ဆိုင်ကြီးပြီးမှစပိန်အုပ်ကလေးဝင်ထောင်ထားတဲ့ပုံစံမျိုးထင်မှရဲ့လေကြထီကြတော့လေဘာအကြီးလင်းဆိုတဲ့စိတ်ကူးမျိုးအိုးတခါတုန်းစီကလည်းတကယ်လို့ကျောင်းကကောင်းကလေးနဲ့ကောင်းမလေးတို့အတူသွားအတူစားအတူထိုင်အတူနာမိမှုထိုင်မှုကလေးတွေလက်ပေါ်တနည်းဖြစ်ကြလွန်းလာကြောင်းလက်တွဲမဖြစ်ကြရင်မကောင်းဘူးနော်လို့ကောင်းကလေးကိုတရားရောက်ကတတိပေးနေတာဖြစ်ဖြစ်ကြားခဲ့ဘူးတဲ့လက်တွဲမဖြစ်တော့ဘာလဲဗျာကိုကယောက်ျားလေးပဲဆိုရင်ကောင်းကလေးရဲ့စကားတန်းကိုလည်းနားနဲ့ဆက်ဆက်ဖြစ်ဖြစ်ကြားခဲ့ဘူးတဲ့ ကိုဘကအထီးခိုင်နေမယ်ဆိုရင် dream bay မှာစပိန်ဝင်ထောက်မယ်ဆိုတဲ့စိတ်ကူးမျိုးတမီးရေဖေဖေမေဆွေကတော့လေအိမ်မက်နဲ့ဝေးရမှာသူ့ရဲ့စပိန်အစုပ်ကလေးကိုတွားထောင်ထားခဲ့သူပါသူကသူ့ကိုထိမလားခိုက်မလားဆိုတာကိုသာမကသူ့များကိုထိမလားခိုက်မလားဆိုတာကိုပါထဲစဉ်းစားတတ်တဲ့သူပါဒါရင်မကပါဘူးတမီးရေထိကြခိုက်ကြပြီးဟိဆိုရင်လေဘသူမှပိုနဲ့နိုင်လိမ့်မလဲပိုဆုံးရှုံးလိမ့်မလဲဆိုပြီးစဉ်းစားပြီးတော့သူ့ကိုယ်သူနေရာချတတ်တဲ့သူပါ ။တမီဖေဖေတို့တမီတို့ဘောကစပိန်အိုကလေးတွေနဲ့ခရီးသွားကြနားကြတဲ့အခါအိမ်မက်တွေနဲ့ဝေးရမှာထောင်ထားချက်ထားကြရအောင်လားတမီ။အခုကျွန်တော်ဖက်ပြတက်ဆက်ပေးရတဲ့ဆောင်းမကောင်လေးကတော့အစာရေးဆရာကြီးမောင်သားချိုရေးသားထားတဲ့တမီဖက်ဖို့နှလုံးသားရှုမျောခြင်းများလို့အမိရတဲ့စာအုပ်ထဲမှာအိမ်မက်များအနားမလာရလို့အမိရတဲ့ဆောင်းမကောင်လေးတစ်ပုဒ်ကိုရွှေချက်ဖက်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီဆောင်းဝါးလေးမှာဆိုလို့ရှိရင် ဒီဆီယမွန်သားချိုရဲ့တငငချင်းကသူ့ရဲ့ဒီစပိတ်အဆုပ်ကလေးကိုဒီဈေးကြီးရဲ့တံပိုးများတဲ့ဆိုင်ငယ်ဒီပြင်းထဲမှာတောရက်ထားလိုက်လို့ရှိရင်သူ့စပိတ်လေးကတော့မကောင်းတော့လဲသွားရင်တခြားစပိတ်နီထိမိခံပြီးပုံမိမှာဆိုတဲ့အတွက်သူကဒီလွတ်ရကျွရလေးမှာသူ့ရဲ့စပိတ်လေးကိုတွားထားရပေါ့နော်ကျွန်တော်တို့ရဲ့ဒီပြင်မာလောကမှာလေတကယ်လက်တွေပေါ်ရမှာလေကျွန်တော်တို့တွေကကိုရဲ့နေရာအထားသူကိုနေရာချလိုက်ပြီးပစ္စည်းလေးတွေကိုကြောင့်တခြားသူ ခိခိုင်နဲ့နာကောင်းမယ်ဆိုတဲ့စိတ်ကလေးရှိကြရင်ကောင်းမယ်ဆိုတဲ့စိတ်ကူးမျိုးလေးနဲ့ဆရာမောင်သားချိုးကတင်ညာပြီးဒီလိုမျိုးဆောင်းမကောင်းလေးကိုရေးသားခဲ့ပါတယ်။အဲဒါကြောင့်မလို့နာဆင်သူများအနေနဲ့လေဆရာမောင်သားချိုးရေးသားထားတဲ့ဒီလိုမျိုးတင်ညာပြီးဆောင်းမကောင်းလေးတွေစိတ်ခေါ်အားဖြင့်ဒီနှလုံးသားရှုမျိုးကင်းဆောင်းမကောင်းလေးတွေကိုဝယ်ယူဖတ်ရှုအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဆရာမောင်သားချိုးရေးသားထားတဲ့တမိဖတ်ဖို့နှလုံးသားရှုမျိုးကင်းများမူရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature ဖြစ်ခြင်းလေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ။နားဆင်သူများအားလုံးပေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ။ဒေါ်တာခတ်သိမ်းကင်းကျင်းကြပါစေ။စိတ်ရင်ခတ်သိမ်းကင်းကျင်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။နားဆင်သူများအားလုံးပေးရန်ကြောက်ကြစိတ်ရင်ကိရိကိုစိတ်နှပြ။ကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများနဲ့တလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့တဲ့သူတို့ရောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။